မင်္ဂလာပါရှင်။မြစ်တန်ရင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ခြေရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။အခုတက်ကတင်ဆက်ပေးသောမယ့်ဇာတ်လမ်းလေးကတော့ဆရာမောင်စနေရှိသားထားတဲ့မောင်စနေနဲ့ပိုင်ရှင်မဲ့အာတုပါဆိုတဲ့ပရလောကဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။နားဆင်ပေးပါအောင်ရှင်။ကျောက်လေ အခုရပိုင်းဖုန်းကြီးကိုခွင့်တောင်းပြီရသည်မြအလုပ်တွေလုပ်နေတာနှစ်လလောက်ရှိပြီဗျာအလုပ်ကလည်းစုံလို့ပါပဲဗျာရလာတဲ့ငွေလေးတွေကိုစုထားတယ်ကျုပ်စွန့်ကြည့်ကြင်လို့ဗျဖုန်းကြီးနဲ့ဘိုးကကတော့သူတို့ကြွေးပေးမယ်လို့ပြောတာကိုကျုပ်ကလက်မခံတာလေကျုပ်ရဲ့လှုပ်အားနဲ့ရှာပြီးတော့အရင်ညွန့်ကိုရည်စိုးပြီးစွန့်ကြည့်ကြင်တာလေအရင်ညွန့်ကောင်းရပုံပွားရောက်နေလိမ့်မယ်ဆိုတာကျုပ်သိပါတယ်ကျုပ်ကတော့သူ့ဘယ်ပုံပွားရောက်ရောက်စွန့်ကြည့်အလူလေးဖြစ်အောင်လုပ်မယ်လို့တွေးထားတယ် ဒါနဲ့ကြုတ်တယ်အိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင်မှာအလုတ်လုတ်ပြီးတော့ညာဘက်တတော်မိုးချုံမှာပဲကျောင်းကိုပြန်လာနိုင်တယ်တရက်အလုတ်ကနေကျောင်းကိုပြန်လာတော့ကျောင်းမှာလူတတော်များများရောက်နေရဲ့ဗျကျုပ်လည်းဘာဖြစ်တယ်ဆိုတာသိကျင်တာနဲ့ဘိုးကကိုမေးလိုက်တယ်ဘိုးကဘာဖြစ်တာလဲဗျဟိုမှလေကွာလူတယောက်ကျောင်းဘဝအနာမှာတည်နေလို့အဲ့ဒါကျောင်းနဲ့ထက်တာလားဘလို့ဖြစ်တာတော့ဗျသိပါကွာဖုန်ကြီးကငါ့ကိုရက်ွက်လူကြီးတွေတွားခေါ်ဆိုလို့တွားခေါ်ပေးထားတာအော်ဟုတ်လား ။မမလည်းပြသေးရဲ့လူ။ကြည့်ကျင်လိုက်ခဲ့ကွာ။ကျုပ်လည်းဘိုးကနောက်ကလိုက်သွားလိုက်တယ်။တပားကြောင်လေးထဲမှာအသက်ပြောင်နေတဲ့လူတယောက်ကိုတွေ့ရဲ့ဗျ။ကြည့်ရတာတော့လူပုံစံကဆူဆူပြပြပါပဲ။ဘဲကဘလို့ကြောင်ဆုံးသွားလဲမသိဘူး။ခဏနေရောရက်ွက်ကလူကြီးပဲ။ဘိုးကတို့အနာကိုရောက်တယ်။ပြီးတော့ဘိုးကကိုစကားဆိုတယ်။ဦးကလူတော့တက်ဆိုင်ရာကိုသွားပြီးအကြောင်းကြားနေရဲ့။ဒီညတော့အလောင်းကိုဒီမှာပဲထားမယ်ထင်တယ်။ရှားပါတယ်။ခမ ्या တို့အစီအပြင်ပြီးရပါပဲ။ အသက်ခံတာမဟုတ်တော့ပါဘူး။အဲ့ဒါတော့မဟုတ်တော့ပါဘူးဗျာ။ဒီဘက်ကနေထိုင်တဲ့တာဝန်ရှိသူတွေကတော့စစ်ပြီးပြီ။အလောင်းကိုတည်ဖို့သာခက်ခဲနေတာ။ဘာမှစိတ်မပူနဲ့ဥကလူကြီး။ကျုပ်တို့ဆရာတော်ကိုလည်းရှောက်ခဲ့ပြီ။ခမရတို့အစဉ်ပြင်ပြီးတာပဲ။ဒါနဲ့ရဲခွက်ထဲကကောင်းလေးပဲ။လှုပ်ပြဖို့လိုသေးလားဥကလူ။မလိုပါဘူးမှတ်လို့နဲ့။ဟုတ်ကဲ့။အဲ့ဒါဆိုကျုပ်တို့သွားအောင်မယ်နော်။ကောင်းပါပြီဗျာ။ရက်ွက်လူကြီးနဲ့တာဝန်ရှိသူတွေပြန်သွားကြတယ်ဗျာ။ အဲ့တော့အเจ้าမှာကျုပ်တို့ကြီးပဲကျန်းတော့တာပေါ့ခဏကြာတော့ဖုန်ကြီးเจ้าအောက်ကိုဆင်းလာတယ်ပြီးတော့ကျုပ်နဲ့ဘိုးကကိုမိတ်နေဆင်းနေတဲ့ဘိုးကခမရတို့ဒီညအလောင်းကိုတေချာကယူဆက်လိုက်ကြအောင်တညတလေတော့ဒီဆောင်ထဲမှာပဲအိတ်လိုက်ကြတင်းမဖေဟာဆက်နေဘယ်လိုလဲငွေပြည့်ပြီလားပြည့်ပြီဖေဟာတန်ခါငါးပါးပင့်ပြီးတော့သင်ငန်းလူဆုံးကြည့်ပါမယ်ဖေဟာအင်းကောင်းပါတယ်တို့เจ้าမှာယောဂီတွေမရှိသေးဘူးဆိုတော့ ကမ္မထမ်းចောင်းကယောဂီတွေကိုပဲစွန့်တွေ့တာပေါ့မျိုးကြီးတို့ကိုအကူအညီတောင်းမင်းရဘေးရဲ့လူဖြစ်မှာလေအရှင်ဘုရားအရှင်ဘုရားရက်ကိုရွေးပါဖုရားကောင်းပြီလေဘုံကြီးကမင်းစရာရှိရတွေမင်းပြီးចောင်းမော်ပြန်ကြသွားတယ်ဗျဇောင်းထဲမှာကျုံနေဘိုးကပဲကြံခဲ့တဲ့အချိန်ကြမှာဘိုးကကျုပ်ကိုကြည့်ပြီးကဲစနေရေချိုးညစာမင်းအင်စာနဲ့ငါဒီမှာပဲညဆောင်နေမယ်ဟုတ်ကဲ့ရော့ဘိုးကကျွန်တော်ရတဲ့ငွေအေးအေးငွေကပြည့်ပြီကဲကဲကဲလောက်စားရှာတော့လောက်ကြလား ဒီနေ့လာလေးတာလို့တော်သေးရဲ့ကျုပ်လည်းဘိုးကောင်နှုတ်ဆက်ပြီးအခန်းကိုပြန်လိုက်တယ်ပြီးရတဲ့ရေမိုးချိုစွန်စားကြောင်ကိုသွားညစာစားပြီးတော့ចောင်းရှည်ဆောင်နှင်းစီကိုပြန်သွားလိုက်တယ်ပိုင်ရှင်မဲ့အလောင်းထားထားတဲ့ចောင်းလေးကဆောင်းနှင်းနဲ့ကက်လျက်လေးကျုပ်လည်းဆောင်းနှင်းမှာထိုင်ပြီးကုန်းဝနေတဲ့ဘိုးကောင်နီကိုသွားလိုက်ပြီဘိုးကောင်ထမင်းတော့ဆားတော့လေငါဥပိုးဆောင်ထားတယ်ကွာမစားတော့ဘူးဘိုးကောင်တည်သွားတဲ့လူကိုဘယ်သူရင်တွေ့ရလဲငါဘောကွာမင်းကတော်တော်စောစောထွက်သွားလို့မတွေ့ရဖြစ်မယ် ဟုတ်တယ်ဘိုးကကျုပ်သွားတာသုံးတယ်အောင်မထိုးသေးဘူးတခြားမြို့ကိုပြစ်စည်းသွားပို့တာအေးအဲ့ဒါကြောင့်မင်းမတွေ့တာဒီလူကတို့အမိုက်ဆွနဲ့နေရနာကကျောင်းအုပ်နဘေးနားမှာကက်ပြီးတင်နေတာကွာငါအဲ့နေရထင်ပြီးလှုံလို့ကြည့်လိုက်တယ်စိတ်မကောင်းပါဘူးဗျာကံတရားပေါ့ကွာကဲဘိုးကအခန်းထဲကိုပြန်ဝင်အိတ်လေကျုပ်ပဲဒီမှာညဆောင်လိုက်မယ်ရပါတယ်စနေရမင်းတော်ပြောင်းလဲသွားရင်နော်တေရွာပြန်တယောက်ပဲလေဘိုးကရဲ့ကျော်လည်းပြောင်းလဲရတော့မှာပေါ့အေးပါကွာ မင်းပြောင်းလဲသွားတာငါဝမ်းသာပါတယ်မအိပ်သေးပါဘူးကွာစကားလေးပါလိပြောကြတာပေါ့အဲ့လိုနဲ့ဘိုးကရဲ့ကြောက်ရဲ့စကားတွေပြောကြတာပေါ့ဗျာပြောပြတဲ့စကားတွေကတကယ်ကိုအနှစ်သာရရှိတဲ့စကားတွေပေါ့လောကီပညာအကြောင်းဝိပဿနာအကြောင်းတွေပေါ့လေဘိုးကနေစကားပြောရတာဘိုးတုဒ္ဒအများကြီးရတယ်ဗျမှတ်သားကြရတယ်အမြဲပါတယ်စကားပြောပြီးသွားတော့ကျုပ်လည်းအခန်းထဲကကောင်းတဲ့ဆောင်းကိုတွားယူပြီးဆောင်းထဲမှာထားလိုက်တယ်အချိန်နဲ့လေးနေပြီမို့ဘိုးကောင်လည်း အဲကန်းလိုက်ရတာပေါ့ဗျာဘိုးကသွားအိတ်တော်ဗျာကျုံလည်းအိတ်တော်မယ်မင်းတယောက်တည်းအစဉ်ပြေးလာစနေပြေးပါတယ်ဗျာလူတည်ရဲစွာတက်တန်းကုန်လို့အသက်ပြောက်သွားတာပဲဝိပဿနာကျောင်းမှနေပြီနည်းနည်းပပတော့တရားကိုသိနေပါပြီအေးကွာငါလည်းနေမကောင်းကျင်တယ်လို့ဖြစ်နေရအစဉ်ပြေးသွားပါပေါ့မင်းတခခုဆိုရင်ငါ့ကိုလာနို့နော်ကြားလားဘိုးကစကားကိုကြုတ်ကောင်းငင်ပြီးအတိမဲ့ပြုတ်လိုက်တယ်သူသွားပြီဆိုတာနဲ့ကျုံလည်းဇောင်းထဲမှာတုံတုံလှဲလိုက်တာပေါ့ဗျာ သေခြင်းတရားအကြောင်းကိုလည်းစိတ်ကတွင်းနေမိရဲ့ကိုတဲ့ကြည့်သူကိုအောင်ရွယ်သူတွေလည်းသိရပြီဆိုအောင်တကယ်ပဲဗျာတတိထားကြည့်ရင်သိနိုင်မြင်နိုင်တာပဲဟိုတနေ့ကမှငါနဲ့စကားပြောနေရဒီနေ့တော့ဆုံးပြီရလားဆိုရယ်စကားတွေသူကြည့်ရတာကြင်ကြင်မှကြည့်ပါဘလို့ဖြစ်တာတော့ဆိုရယ်စကားတွေတဖုံငါနောက်နေ့ပြန်လာခဲ့မယ်နော်ဆိုပြီးထွက်သွားလိုက်တာတသက်တာပြင်မလာနိုင်သူတွေကတမျိုးနဲ့တည်ခြင်းတရားကဘယ်ချိန်မှဘလို့ပုံစံနဲ့လာမဲစွာကိုမသိနိုင်ပေဘူး အဲဒါကြောင့်ဆရာတော်ကြီးပြီမိတ်ဆိုတဲ့အသေးမအိုးခင်ညံအိုးရမယ်ဆိုတဲ့စကားကသေထွက်မအောင်မှန်ပါပေါ့လားလူတိုင်းကတော့ငါမသေးနိုင်သေးဘူးပဲထင်ကြတာပဲလေအိယာတဲတုံလုံးလဲနေတဲ့ဂီလာနာတတော်မများကိုပဲမိကြည့်သူတို့မသေးနိုင်သေးဘူးလို့ထင်ကြတာပဲသူ့အတူပဲကျုပ်တို့เจ้าမှာရောက်နေရဲ့ပိုင်ရှင်းမဲ့အလောင်းဟာလေဒီချိန်မှာသူသေးမဲလို့ထင်မိမှာမဟုတ်ဘူးအဲ့လိုနဲ့ကျုပ်လဲတောင်တေးမြောက်တေးနဲ့အိတ်မပြောဘူးပေါ့ဗျာအလိုလေးနဲ့လုံနိုင်တော့မယ်ဆိုတော့အလိုเจ้าကိုတွေးပြီး ပီတိဖြစ်လိုက်တည်ခြင်းတရားအကြောင်းတွေတွေးမိပြီးတန်ဝေကရလိုက်နဲ့အချိန်နဲ့နဲ့ဒီအိတ်မပြောပဲဖြစ်နေရပေါ့ဗျာအဲ့ဒီအချိန်မှာပဲကြောင်ရှိတမ္မတ်တကားကိုတက်ရောက်ခောက်နေတဲ့ကြလို့ကျုံငုတ်တို့ထထိုင်လိုက်တယ်တွင်းနေရဲ့အတွေးစာလေးပြီးပျောက်ပြက်ကုန်တာပေါ့လေကျုပ်လည်းလက်ဆွဲတော်လက်နှိပ်တမီးကိုကန်ပြီးကြောင်ရှိဝင်ပေါက်တမ္မတ်တကားကိုတမီးနဲ့ထိုးကြည့်လိုက်တယ်ဘာမှမရှိဘူးအဲ့ဒါနဲ့ကျုပ်တဲ့ဇောင်းနှင်းစီပြန်သွားမယ်ပြင်နေတော့နောက်ထပ်အတန်ကြားပြန်ရောပြုတ်ချက်ချင်းထက်ပြီးတမီးနဲ့ထိုးကြည့်လိုက်ပြန်ရော ဟောဗျာဓမီရအောင်မှာအသက်60ကျော်လူတယောက်ကျောင်းတံမန်ကိုလက်နဲ့ကမ်းပြီးနှုတ်နေရဗျာအစောကကြီးရောမတွေ့ဘူးအခုမှတွေ့ရဲ့အဲ့ဒါနဲ့ကြုံလဲခက်တီတီနဲ့မေးလိုက်တာပေါ့ဥလေအချိန်မတော်ကြီးဘာလာလုပ်တာလဲဗျာဥလေတရားထိုင်ခြင်းလို့ပါကွယ်မင်းညရဲကရောက်နေရဒီတကားနားမှာခဏစောင့်နေသေးရဲ့တကားမခွင့်သေးရနဲ့တခြားနေရာတွေရှောက်သွားလိုက်တာမျက်စိလဲသွားတယ်ငါတို့ရဲ့အခုမှဒီကိုပြန်ရမှာလားဒါနဲ့ငါတို့ကကြောက်သားလားဟုတ်တယ်ဗျာ ။ဦးလေးကိုကြည့်ရတာဖြူပွက်ဖြူော်နဲ့အတန်တွေလည်းတုံလို့ပါလားဗျ။ထမင်းစားပြီးပြီလား။မစားရသေးပါဘူးကွယ်။ဒီချိန်ဖုန်းကြီးကကျိန်းနေပြီဆိုတော့ကြုံတယ်ဘာမှမတက်နိုင်ဘူး။နောက်ထဲမှာအိတ်နိုင်နေဆိုရင်တော့အထက်မှာပေါ့ဗျာ။ရတယ်ရတယ်။အဲ့ဒါဆိုကြုံတော့လေးအပြေးယူလိုက်အောင်မယ်ခဏစောင့်။ကြုံလေ။ဧည့်သည်ဦးလေးကိုစောင့်ခိုင်းတာပြီးကျောင်းဝန်တကားတော့ကိုပြေးယူတာပေါ့။ဆောင်တဲ့ကတန်ချိန်မှာချိတ်ထားတာဆိုတော့မြန်နေကျုပ်လည်းတကားဖွင့်ပေမလို့တကားစီပြန်သွားတော့ဟောဗျာ အဲ့တဲ့ဦးလေးကြီးကကြောင်ဝင်နေရောက်နေပါလားဒီလူကြီးမကြီးမငယ်နဲ့အုတ်တိုင်းကိုကြော်တက်တယ်လို့စုပ်စီတယ်ထင်လိုက်မိရဲ့ပြောရင်လည်းရှက်တော့မှဆိုတယ်မပြောတော့ပါဘူးကျုပ်စိတ်လျှော့ထားတဲ့အချိန်မှို့တာနော်အရင်စိတ်နဲ့ဆိုကျုပ်ကတော့ပြောပြလိုက်ပြီပဲအခုတော့ကောင်းအောင်သာပြောလိုက်ရတာပေါ့ဦးလေးကကျုပ်တော့သွားอยู่နေတာကြာလို့စိတ်မရှိဘူးနဲ့တူတယ်အဲ့လိုလည်းမဟုတ်ပါကွယ်ကဲကဲကဲလာစောင်းနဲ့မအိတ်ကျုပ်ဆောင်နေကောင်းနေယူပေးမယ်မယူနဲ့ကတူဦးလေးမအိတ်ချင်ပါဘူးဒီတိုင်းပဲထိုင်နေမယ် ပြောရမှာတော့အားနာတယ်။ဘိုက်ကတော့စားတယ်ကွယ်။ကျုပ်စွန်းစားကြောင်းတဲ့ကိုသွားကြည့်လိုက်အောင်မယ်ဦးလေးဒီမှာထိုင်စားအောင်နော်။ဦးလေးတခါလိုက်လို့ရမလား။လိုက်ကျင်လို့လားရတယ်လေ။ခဏလေးဖျောင်းနိုင်နေမိကြီးယူလိုက်အောင်မယ်။အင်းအင်းငါတို့ကျုပ်လေအေးတဲ့ဦးလေးကိုဇောင်းထဲမှာခဏဆောင်ခံပေးအခန်းထဲကိုမြ мян ပြေးမိကျင်နဲ့ဖျောင်းနိုင်ကိုယူလိုက်တဲ့ယူပြီးရနဲ့ရှေ့ရဦးဆောင်ပြီးစွန်းစားကြောင်းကိုသွားပါဗျာ။အဲ့တဲ့ဦးလေးကတော့နောက်ကလိုက်လာဦးလေးလမ်းလျှောက်တာပေါ်ပါချက်ဗျာ။ ခြေတံကိုမကြားရဘူး။ကျုပ်ကမှတစ်ချက်တစ်ချက်ဖက်နှက်တံမြည်သေးရဲ့။အဲ့လိုနဲ့ကျုပ်တို့စွန်းစားចောင်းဆောင်တွေကိုရောက်လာတယ်ပေါ့ဗျာ။ចောင်းဆောင်တွေရောက်တော့ဖျောင်းနိုင်ထုံးလိုက်တာ။ထိုက်တဲ့လောက်လင်းသွားတယ်။ပြီးတော့ចောင်းအိမ်လေးကစွန်းနဲ့စွန်းဟင်းတွေကိုထုတ်လိုက်ပြီးခူးခက်ပြီးနေတော့ကျုပ်နှောင်းဝါရက်နေတဲ့ဧည့်သည်ဦးလေးကပြောတယ်ဗျာ။ငါတို့ကြီးထမင်းပကံတွေကိုဟင်းလေးပုံပေးပါလား။ရတယ်ရတယ်။ဟင်းပကံလိုက်ချပေးမယ်လေ။ရပါတယ်ကွယ်ပုံပေးပါကွယ်။အဲ့ဒါဆိုလေပုံပေးပါမယ်ခဏဆောင်နော်။ ီးတော့ဦးကြီးနာမည်ကတင့်ဆွေလို့ခေါ်တယ်။ဦးတင့်ဆွေစားပါလို့ပြောပြပါအောင်။ဖုန်းကြီးကျောင်းကဆုံးမှု ခွင့်တောင်းတာထင်နေရပါတယ်။ကျုပ်ပြောပြပါမယ်။ကျုပ်လည်းထမင်းကိုခက်မမြခုတ်ပြီးတော့ဟင်းတွေပုံလိုက်တယ်။ပြီးတော့ဖျောင်းနိုင်ထုံတိုင်းစွဲပေါ်တင်ပြီးတော့ဦးတင့်ဆွေကိုခေါ်ပြီးကြိလိုက်တာပေါ့။ဦးတင့်ဆွေထမင်းစားပါဗျာ။အေးအေးငါတို့ဦးလေးဒီမှာတယောက်တည်းစားလိုက်မယ်။ငါတို့ဆောင်းနဲ့ကစောင့်ပေးလို့ရမလား။အော်ရပါတယ်။လွတ်လပ်စားပါဗျာ။ မင်းနဲ့ဟင်းတွေလွှင့်ရင်လဲကြောင်အိမ်ထဲမှာရှိရဲ့ယူထက်စာဗျာအေးအေးငါတို့ကျုပ်လည်းဦးတင်ဆွေဆွေလူကြီးကိုတနာနေရဲ့သူကလေတနာစရာကိုဗျသူ့ဘာသာလွတ်လွတ်လပ်လပ်စားပါစေဆိုပြီးကျုပ်လည်းဆောင်းထဲမှာသွားထိုင်နေလိုက်တယ်ကျုပ်အလူပေးခြင်းစိတ်တွေများနေလို့ထင်တယ်စေနာတော်တော်လေးကိုကောင်းနေရဲ့ဗျာဒုက္ခရောက်နေတဲ့သူကိုကုညီရာကုသိုလ်ရာလို့တွင်းနေတော့ဦးတင်စီပြေးရောက်လာတယ်ဗျလာရောက်ဝိုးတော်ဝါလီလင်းရာဆိုတော့ညနာကိုတော့အသေးချာမမြင်ရဘူးပေါ့ဗျာ သူကကျောင်းနဲ့မျက်နှာချင်းဆိုင်ကခုံမှာဝင်းထိုင်နေပြကျောင်းလဲသူ့ကိုလောက်ကိုပြူရတာပေါ့လေဦးလေးအိတ်ချင်ရင်ဆောင်းနဲ့ကောင်းအောင်ကြုတ်သွားယူပေးမယ်လေမအိတ်ဖို့ငါတူငါတူအိတ်ချင်အိတ်နော်ဦးလေးကိုအားမနာနဲ့ကျောင်းလဲမအိတ်ချင်ပါဘူးဗျာဒါနဲ့ဦးလေးကဘဲကလာတာတော့မြစ်သားဘက်ကပါဆရာတော်စီမှာတရားထိုင်ကြနေကြပြီသားသမီးတွေကိုလိုက်ဖို့ခိုင်းတာဘသူမှလိုက်မပို့လို့တယောက်တည်းထွက်လာတာဆရာတော်နဲ့အတေလားဆရာတော်ကတော့ပြမမဟုတ်ဘူးဦးလေးကတော့သိရလေ တရားအားထုတ်တာတော့ကောင်းပါတယ်ဗျာတရားအားထုတ်တဲ့ယောဂီမရှိအောင်သုံးလလောက်ရှိပြီဟုတ်လားဥလိယယောဂီတွေကိုဆုံးဖြတ်ခြင်းတော့ငွေယူလာသေးရဲ့လူကတတိမြင့်တက်တာဆိုတော့ပတ်ဆိုင်နဲ့ပဲကြလို့ကြခဲ့မှမသိပါဘူးကွယ်ကျောက်လေဒီရက်ပိုင်းနဲ့ဆုံးကြည့်ပါလေကောင်းတာပေါ့ငါတို့ရငငယ်ရွယ်နဲ့အလူတန်းကိုစိတ်ဝင်စားတာတော်တော်ကောင်းတယ်ငါတို့ဒီကျေးဇူးကိုဦးလေးမမေ့ပါဘူးကွယ်ဒါနဲ့ငါတို့နာမည်ကစနေလို့ခေါ်ပါတယ်ဦးလေးအ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 ဲ့ချင်းအဲ့နော် ဦးလေးကိုအားမလာနဲ့မအိတ်ချင်ပါဘူးဒါနဲ့ဦးလေးထွက်လာတာကိုအိမ်ကမသိဘူးပေါ့ဘယ်သိမှာလဲသူတို့ခရီးသွားနေတော့ထွက်လာတာစိတ်ပူနေတော့မှာပဲဦးလေးရကျုပ်ပြေဘာမဆိုင်ညမဆိုင်ပူပန်းမိရဲ့ကျုပ်ကအဲ့လိုပြောတော့ဦးတင်စွေကရေရေပြပြီးတော့ကျုပ်ကိုစကားထက်ပြောတယ်ဦးလေးကငွေကြီးပြည့်စုံတယ်ကွသားသမီးတွေကအလောက်ကောင်းဝင်ဝေကောင်းကြတယ်ဒါပေမဲ့ဦးလေးလှုပ်ချင်တာလည်းမလှုပ်ရဘူးကွဘာလို့လဲဦးလေး သူတို့ကတော့စိတ်နာပေါ့ကွယ်ဥလီနားလဲပါတယ်ဥလီကတရားစခန်းမှာတရားအားထုတ်နေတာကွယ်သူတို့ကခွင့်မပြုဘူးကောင်းတာလုပ်တာပဲဘာလို့ခွင့်ပြုတာလဲဥလီသူတို့အတွေကဥလီကိုပင်ပန်းဆင်းမှာစိုးလို့နေမှာပေါ့အဖေရဲ့အိမ်မှာပဲတရားအားထုတ်ပါအဖေကအဆိုင်ယောဂရှိရယ်သွေးတိုးရှိရယ်ယောဂတွေကိုပြောပြီးစိတ်မချကြတာပေါ့ကွယ်အဲ့လို့ဆိုတော့လေသူတို့မမားပြန်ဘူးဥလီရအဲ့ဒါပြောတာပေါ့သူတို့ဘက်ကတွေးတော့လေ ။ဦးလေးကိုစိတ်မချလို့မမဘူး။အဲ့တော့သူတို့ကိုလည်းအပြစ်ပြောလို့မရဘူးမဟုတ်လား။အင်းပေါ့။အပြစ်ပြောလို့မကောင်းတော့ဘူးလေ။အဲ့ဒါကြောင့်မလို့သူတို့တွေမရှိတော့အင်းကနေတယောက်တည်းထွက်လာခဲ့တာ။ပါလာတဲ့အဝေးအိမ်နဲ့ပတ်စံအိမ်တဲ့။ဘယ်မှာပြောက်လို့ပြောက်သွားမှန်းမသိပါဘူးငါတို့ရဲ့။ကြောက်ရောက်လာပြီဆိုတော့နေထိုင်ရေးစားရေးတောင်ရေးဟာဘာမှပူစရာမလိုတော့ပါဘူး။ကြုတ်လေဦးလေးကိုမြင်ဘူးနေတယ်လို့ပဲစိတ်ထဲထင်နေတာ။လောကကြီးဟာလူတူမရှာနေမဲ့တူမရှာပါဘူးပဲ။ဟုတ်ပါတယ်ဦးလေးရ ကျုပ်တို့လည်းစကားနောက်ထပ်မပြောပြကြတော့ဘဲညင်သွားကြတယ်။အဲ့ဒီချိန်ကြောင်ရှိကိုဘဲကခွေးလေးခွေးနေနေလည်းမသိဘူးလာအောင်နေတို့ကျုပ်သွားမောင်းလိုက်ရသေးရဲ့။ဒီเจ้าမှနီလာလာကြတယ်ပြီမဲ့တရေတစီကြောက်တဲ့စိတ်ကမရှိတော့ဘူးလေ။ဆောင်းတဲ့နားကကြောင်းနေမှာပန်ရှင်မြအတူပါကြီးရှိနေတာကျုပ်စီတဲမှာကြောက်စိတ်ဆိုတာစိုးစင်းများမရှိပဲတန်ဝေကပဲရနေရဲ့။အင်းတေကံမရောက်သူ့မပြောက်ခဲ့တာနဲ့အရင်ညကပဲတင်ငန်းစာတွေထင်နေရဲ့ဗျ။ ကြောက်လက်ခွဲတွေကိုမောင်းပြီးတော့ဆောင်းထဲမှာထန်နေရဲ့ဦးတင်စီကိုကြည့်ပြီးစကားဆိုလိုက်တယ်။ဦးလေးရေကျောင်းမှာအတုပရှိရဲ့ဗျာ။အဲ့ဒါကြောင့်ခွဲတွေဦးနေရဲ့ထင်တယ်။ဟုတ်မှာပေါ့။ငါတို့ကိုအကူအညီတစ်ခုတောင်းကျင်တယ်။ပြောပါဦးလေး။တခြားတော့မဟုတ်ပါဘူးကွယ်။ငါတို့အလူမှာဦးလေးကိုအမျှပေးပါလား။ဟာ။ဦးလေးကလည်းဗျာအလူမှာရေစက်ချပါဝင်ပါလားဗျာ။ကျုပ်ခွင့်ပြုပါတယ်။အဲ့လိုမဟုတ်ပါဘူး။ဦးလေးနာမည်ကိုခေါ်ပြီးအမျှပေးခိုင်းတာ။ သူပြောရဲစကားကြီးရာတမျိုးကြီးပြလူကြီးမို့လို့ပြောမိပြောရတယ်ပြောနေတာနေမှာပေါ့လေကျုပ်လည်းသူစိတ်ချမ်းသာမယ်ပြန်ပြောပြရတာပေါ့စိတ်ကြဦးလေးဦးလေးနာမည်ကိုခေါ်ပြီးတော့အမျှပေးမယ်အလူကလိုပါသေးရဲ့ကျုပ်စိတ်ထဲကသူ့ကိုအမိုးထားခိုင်းတယ်လို့ပဲအလွယ်တွေးပြီးလက်ခံလိုက်တယ်သူကနောက်ထပ်စကားတစ်ခုထပ်ပြောလာတယ်ငါတို့ဦးလေးကိုနောက်တစ်ခုလောက်ထပ်ကူညီအောင်လေပြောပါဦးလေးဦးလေးပြောတဲ့တယ်လီဖုန်းနံပါတ်ကိုမှတ်ပြီးဦးလေးသားစီကိုဖုန်းဆက်ပေးပါအောင် ကြောက်ဖုံးဆက်လို့ရတဲ့အိတ်ချင်းရုပ်ကိုမနှပြန်လိုက်ပို့ပေးမယ်လေငါတို့ပဲဆက်ပေးပါသူ့နာမည်ကသူရင်ဦးလို့ခေါ်တယ်ဦးတင်စွေကကြောက်ကိုဖုံးနေပဲပေးရဲ့ဗျကြောက်လည်းတေချာလေးမှတ်ထားလိုက်တယ်အဲ့လိုနဲ့ဦးတင်စွေကသူ့သားနဲ့သမီးကသူ့ဘောခလေးတောက်လို့စိုးရင်တက်တဲ့အကြောင်းတွေကိုစီကပကုံပြောပြနေရပေါ့ဗျာအခုခလေးတောက်လို့အင်္ဂါထွက်လာပြီတရားစခန်းကိုလာရတာကြည့်ရအကိုနဲ့အမကတော့ဦးလေးကိုစိတ်ပူနေတော့မှာပဲမြေသားမှာရိတ်တာတွေမရှိလို့လားဦးလေးရ ်ရှိတော့ရှိတာပေါ့ကွယ်အသက်လေးရလာတော့လေအဆွဲကကြီးရဲ့ကွယ်ဇော်ဒီကယုံဆရာတော်ကဦးလေးတို့မြုပ်ကိုနှစ်တိုင်းတရားလာဟောတယ်လေဆရာတော်ကိုကြည်ညိုရာကနေဒီเจ้าမှာတရားထိုင်ခြင်းစီဖြစ်မိရပဲတူကြီးရဖြစ်တတ်ပါတယ်မနေ့ပြန်တော့ဦးလေးဖုံးမဆက်ခြင်းရင်ကျုပ်ဖုံးဆက်ပြီးတော့လှမ်းပြောပေးထားပါမယ်အခုတောင်ပြေးပြီးတော့ဖုံးဆက်ခြင်းနေပြီငါတူကြီးရဲ့စေနာကတော့အမခမ်းပါပဲအဲ့ဒါကြောင့်မို့စေနာထက်တဲ့ငါတူကြီးပေးတဲ့အမြတ်ကိုလိုချင်တာ ကြောက်ဖြင့်သူပြောတာကြီးကိုသဘောမကျအောင်တရွာတပုတ်စန်းတာပဲနှိမပါဆိုပြီးကျုပ်လည်းဘမထက်မတွေ့ရဘူးအဲ့လိုနဲ့လင်းကျက်တုံတော့ကျုပ်လည်းတန်းဝေလာပြီးခဏမေးမယ်ဆိုပြီးဇောင်းတန်းကကောင်မအိတ်လိုက်တော့တယ်စနေထထ ဟုတ်ကဲ့ဦးလေးဘဲကဦးလေးရမှာလေငါဘိုးကလေကွာဟမ်တရားထိုင်ဖို့လာတဲ့ဦးတင်ဆိုရောဘာတွေပြောနေရလဲဘသူမှမရှိပါဘူးခခဏနေအလောင်းလာတိုက်တဲ့သူတွေလာလိုက်မယ်မင်းရဲ့ငါးကိုကူညီပေးဖို့ဖုန်တီးမှထားတယ်အော် ဟုတ်ကဲ့ကျော်လည်းမျက်နှာတက်ပြီးရနေနေရအနှံ့ဥတင်စီကိုလိုက်ရှာနေမိရဲ့စိုးစားကြောင်းနဲ့ရောက်တော့ညကဥတင်စီကိုကြွေထားတဲ့ထမင်းနဲ့ဟင်းတွေကိုဒီတိုင်းတွေ့လိုက်ရတယ်ကျုပ်ကြောင်းအနှံ့တစ်ခုခုလိုက်ရှာနေရကိုမြင်းနဲ့ဘိုးကကမေးတယ်ဗျဟဲ့ကောင်စနေဘာလိုက်ရှာနေရလဲညကရောက်လာတဲ့ဥတင်စီကိုလိုက်ရှာနေရငါအစောကြီးနိုးနေရဘယ်သူမှမတွေ့ပါဘူးစနေရမဟုတ်ဘူးဗျရှိ ਉ ရှိရဲ့ကျုပ်သူနဲ့တညလုံးနေပါစကားပြောနေရရှာရင်လည်းနောက်မှရှာတော့ ဟိုမှာရက်ကွက်လူကြီးနဲ့တက်ဆိုင်ရာတွေရောက်နေတယ်။အလောင်းကိုစေးအောင်ပုတ်မလို့တဲ့။ငါတို့လူသားလေးတွေတောက်ကူညီရအောင်။ကြောက်လေ။ဘာမှပြောပဲဘိုးကနောက်လိုက်ခဲ့တယ်။အလောင်းထားရဲ့ចောင်းလေးစီရောက်တော့တကားတွေဖွင့်ပရင်ပေါက်တွေဖွင့်ပေးပြီးရက်ကွက်လူကြီးတွေနဲ့အတူအလောင်းကိုတေချာကြည့်လိုက်တော့မှကြောက်ကြက်တည်တည်သွားတယ်။ပြီးတော့နှုတ်ကလည်းဥတင်ဆွေးလို့ရှေ့ရှုံးလိုက်မိရဲ့။ဒါကိုဘိုးကနဲ့ရက်ကွက်လူကြီးကကြားသွားတယ်ထင်နေပြ။ကြောက်ကိုမေးပါလေရော။ငါတို့ မင်းတို့အစ်တို့လားသိရလေညအကျုပ်ဆောင်ထဲမှာအိတ်နေတော့ကျောင်းထဲဝင်ကျင်နေဆိုလို့ကျုပ်ခွင့်ပြုတ်လိုက်တယ်ကျုပ်နဲ့တညာလုံးစကားတွေပြောခဲ့သေးတာဟာမဖြစ်နိုင်နာ तू ကမနေ့တည်းကဆုံးတာလေဟုတ်တယ်သိတယ်ညသူမသူအစ်စ်ပါဗျာကျုပ်နဲ့ဆောင်ထဲမှာထမ်းပြီးစကားတွေပြောနေကြတာကျုပ်တို့ကြောင်ကြောင်ကိုသိမသိရဲတက်ဆိုင်ရာလူတွေကတော့ကျုပ်ကိုကြောင်တတောင်နေဆိုတဲ့အခြေအနေကြီးနေတာပေါ့ဗျာရက်ွက်လူကြီးနဲ့ဘိုးကကတော့အကြောင်းသိနေတော့ကျုပ်ကိုဆက်မိရင် တနေညသူဘာတွေပြောသွားသေးလဲသူကမြေသားကားတယ်ဗျတရားစကန်းဝင်ခြင်းတို့သူ့သားနဲ့တမီမသိအောင်ထွက်လာတာနာမည်ကဦးတင်ဆွေတဲ့နောက်တော့ရောသူကကြောက်ကိုသူ့သားစီတယ်လီဖုန်းဆက်ခိုင်းနေဗျသူ့သားနာမည်ကသူရိန်ဦးတဲ့ကြောက်လေဖုန်းနံပါတ်တွေပါပြောပြလိုက်တော့သက်ဆိုင်ရာကလူတွေပါနည်းနည်းအံ့ဩလာတယ်ဟုတ်တယ်သူပြောရင်နာမည်ကအဲ့ဒီမျိုးကတယ်လီဖုန်းကုတ်ပဲကျုပ်တို့လည်းစုံစမ်းလို့မရသေးဘူးဆိုတော့ဖုန်းဆက်ကြည့်မလားမင်းသူ့ကိုခေါ်သွားကဆက်ကြည့်လိုက်ပါ တက်ဆိုင်ရာလူကြီးတွေတိုင်ပင်ဆွေးနွေးပြီးတော့ကျောက်ကိုကားနဲ့ခေါ်သွားတယ်တယ်လီဖုန်းအိတ်ချင်းရုံးကိုပေါ့ဗျာကျောက်တို့တယ်လီဖုန်းအိတ်ချင်းရုံးကိုရောက်တော့စေးမာလီကိုကျောက်ကနံပါတ်ပြောတော့သူကခေါ်ပြီးရဲ့အရာရှိကအတန်ချဲ့ခိုင်းထားတယ်ဗျအာလုံးနဲ့စိတ်ဝင်တစားရှိနေရပေါ့ဗျာဖုန်းလေးကလည်းတူတူတူနဲ့အချက်ရီတော်တော်များများအော်ပြီးရဲ့နောက်မှာဟယ်လိုဆိုတဲ့အတန်ကိုကြတော့တက်ဆိုင်ရာအရာရှိကကျောက်ကိုမင်းငေါ်ပြပြီးပြောခိုင်းနေဗျကျောက်လည်းပြောရတာပေါ့ဗျာကိုသူရင်ဥလားခမဟုတ်ပါတယ်ခမဘာလို့လဲမသိဘူး ကြောက်ကိုဦးတင်းစွေကဖုံးခေါ်ခိုင်းလိုပါ။ဗျာအဖေလားအဖေကိုတွေ့ရလား။ကျွန်တော်လိုက်ရှာနေရဗျ။ညီမလေးရေအဖေကိုတွေ့ပြီဟဲ့။တပတ်ကကြောက်ကိုပြောရင်နေသူညီမကိုအားရဝမ်းသာ။អော်ပြောတဲ့စကားတန်းထွက်ပေါ်လာတယ်ဗျာ။အဲ့တော့ကြောက်ကပြောရမယ်မသိအောင်ဖြစ်မိရဲ့။ကြောက်ကဘာမှမပြောတော့တပတ်ကကိုသူရင်ကဟယ်လိုဟယ်လိုနဲ့ပြောနေတာပေါ့။ကြောက်လည်းဘာမှဆန်ပြောနိုင်တော့ပဲ။တယ်လီဖုန်းအိမ်ချင်းရုံးအပြင်ကိုထွက်လာခဲ့တယ်။ကျန်နာကိုတော့တက်ဆိုင်ရာအရာရှိပြီးပြောပြမယ်ဆိုတာကိုကြောက်သိနေတယ်။ ူဘာဖြစ်တော့မှမသိဘူးဗျာအတော်ဝမ်းနဲ့နေမိရဲ့ညာဖြစ်ပျက်တွေကိုပြန်တွေးပြီးသူပြောချင်တာတွေကိုကြောက်သဘောပေါက်လာတယ်။ကျောက်မှာတာဝန်တစ်ခုကထပ်ရှိလာပြီးအဲ့ဒါကဦးတင်စွေကိုရေစိုးပြီးအမြပေးရအောင်မဲဆိုတာကိုပေါ့လေ။တိတ်မကြပါဘူးသက်ဆိုင်ရာအရာရှိတွေတယ်လီဖုန်းအိတ်ချိန်ယုံတွေကထွက်လာတယ်။သူတို့ကတော့ကြုံရဆုံရများနေပြီမို့ဘာခံစားချက်မှရှိပုံမပေါ်ဘူး။သူတို့ချင်းချင်းပြောနေကြတော့ကြောက်ကြမိရဲ့။အလောင်းကိုစီးအောင်ပို့ပြီးတော့မိသားစုတွေကိုစောင့်ကြတာပေါ့။ သူတို့ပြောပုံအရာဆိုရင်တွေ့တို့ပြီးဆုံးတာပဲနေမှာဟုတ်တယ်အဲ့လိုနဲ့ကျောင်းသူတို့နဲ့အတူကျောင်းကိုပြန်လာခဲ့တယ်ပေါ့ဗျာအလူနဲ့ကိုရောက်လာပြီပြောထူးထူးခြားခြားပဲအလူမှာဦးဒင်းစီရဲ့သားနဲ့တမီရောက်လာပြီကျောင်းကိုစကားလာပြောတယ်ငါညီမင်းတို့အခုဖေကအတော်ယုံကြည်ပုံပဲညညမာလေးကိုအိမ်မက်ပေးရဲ့သူ့အတွေ့တီးတဲ့အလူလုံးမနေပါနဲ့ငါညီအလူမှာပါဝင်ကူညီပေးပါတယ်ကွာကျောက်ကိုလေ तू ကအမျှပေးဖို့ကိုထင်ပြပြီကိုပြောသွားတာ အကိုတို့အဖေကကောင်းရရောက်မှာပါ။သူနဲ့ကြုံတဲ့ဇကားတွေအများကြီးပြောပြတယ်။အကိုတို့မောင်နှမသူ့ဘော်ကယူဆိုင်တဲ့အကြောင်းတွေရောပေါ့ဗျာ။ကြောက်အလိုပြောတော့သူတို့မောင်နှမနှစ်ယောက်လုံးလည်းမျက်ရည်စာပင်နေပေါ့။ကြုံတဲ့တသက်လောက်မှတ်သက်လောက်နှိမ့်သိပေးပြီးအလိုရေးဆက်ချမှာသူတို့ကိုပါရေးဆက်ခွက်လေးပေးလိုက်တယ်။ကြောက်ကိုအလိုပောင်ဝင်မလို့ဆိုပြီးငွေတွေပေးတာနည်းနည်းနည်းလားဗျာ။တကယ်များတာပါ။ဒါမှမဟုတ်ကြောက်တပြားတစ်ချက်မှလက်မခံဘူး။မဟာတုတ်ကိုနှလုံးမူထားတဲ့သူဆိုတော့ အဲ့နာကျုပ်အမျှပြီးတော့ဆရာတော်ကကျုပ်လျှောက်ထားတဲ့အတိုင်းအရင်ညနဲ့ဦးတင်စီကိုနာမည်ခေါ်ပြီးအမျှပေးရဲ့ကျုပ်ပြင်ပြကျင်းနဲ့ပီတီဖြစ်လိုက်ရတာတခါမှအခုလိုကျင်းနဲ့ပီတီမဖြစ်ခဲ့ဘူးအဲ့လိုနဲ့အမျှသုံးကဝေးပြီးတော့ကျုပ်လည်းမျက်လုံးလေးမိတ်လက်အုပ်ချီထားတော့ကျုံနာတဲ့အတန်တန်ကဝင်လာတယ်ဗျကျေးဇူးတင်ပါတယ်ငါတို့ရေဦးလေးကောင်းရမွန်ရဘွားကိုတွားပြီးနှုတ်ဆက်ခဲ့ပါတယ်ကွဦးတင်စီရဲ့ပြောစကားကိုကျွန်တော်ကြားလိုက်ရတယ်အဲ့ဒါနဲ့ကျွန်တော်လည်း မျက်လုံးကိုဖွင့်ပြီးဘေးနားကကိုသူရိန်ဦးနဲ့သူ့ရဲ့ညီမကိုကြေးလိုက်မိရဲ့သူတို့လည်းကျွန်တော်ကိုပြန်ကြည့်ရဲ့ဗျာပြီးတော့ကျုပ်ကိုအတန်ခတ်အောင်နဲ့မောင်နှမနှစ်ယောက်လုံးကပြောလာတယ်အဖေကောင်းရမွေရရောက်ပြီတဲ့ညီလေးဟုတ်တယ်မောင်လေးရေ အဖေကသူကောင်းရမွေရရောက်ပြီရဲ့သူတို့မျက်ဝန်းကကြားတဲ့မျက်ရည်တွေဟာဝမ်းသာပီတီမျက်ရည်ပဲဆိုတာကျုပ်သိလိုက်ရတယ်ပေါ့ဗျာပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့မောင်စနေနဲ့ပိုင်ရှင်မဲ့အလောင်းဆိုတဲ့ဇာတ်လမ်းလေးကိုတော့ဒီလောက်နဲ့သာအဆုံးသတ်လိုက်ရပါရဲ့ရှင် မကြမီမှာမောင်စနေနေ့ဦးတောင်ကြီးအမိရတဲ့ဆက်လန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကိုလိုက်ရန် subscribe လေးလုပ်ပြီးတောင်းဆိုလိုက်ပါရရှင်